ကဲလမ်းမလေးတန်းစီနေမယ် channel လေး subscribe နေရတဲ့ channel လေး subscribe နေသွားပြီပါဗျာเนาะကဲတော့အားလုံးတော့ကျွန်တော်ကူမတွေအားလုံးပဲကျွန်တော်ရဲ့ channel ကိုမြဲအားပေးနေတဲ့ကူမတွေအားလုံးပဲတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အားလုံးပဲကျွန်တော်ကူမတွေအတွက်ဆယ်ဒီနေ့ပေါ့နော်10ရက်နေ့စနေတမီနစ်မှာမနေ့ရလောက်69ခုလို့တကွက်ကောင်းဆိုင်နဲ့အဲပေါ့ချင်နဲ့ရကျင်နဲ့ဆိုတဲ့လူတခါတည်းဝင်ကြည့်မယ်เนาะအဲ့တော့ဝင်ကြည့်တဲ့ဆိုတဲ့အမျိုးတွေက ဓမ္မလေးတန်းစီနေမယ် channel လေး subscribe နဲ့ရတဲ့ channel လေးကို subscribe နဲ့တော်ပြပါဗျာခင်အားလုံးအားလုံးပဲတက်ညီလက်ညီလေးဓမ္မလေးတန်းစီနေတော်ပြပါနော်ကျဲအဲ့တော့မင်းက69နဲ့69လို့ပေါ့နော်ဒီကောင်ဆိုင်တဲ့ပေါ့ချင်တဲ့ဆိုတဲ့အမျိုးတွေခါတဲဝင်လာခဲ့ ဟုတ်ပြီနော်ကျောက်ဆက်ကုန်လို့တကွက်ကောင်းဆိုင်နဲ့ပေါ့ချင်ပါတယ်ဆိုတဲ့အမျိုးတွေတစ်ခါတည်းဝင်လာခဲ့မှာဗျာနော် နော်မရေက69လို့တကောင်ဆိုင်နဲ့ပေါက်ချင်တယ်ဆိုတဲ့အမျိုးတွေတခါတည်းဝင်လာကြထွက်လိုက်ဝင်လိုက်မလုံနဲ့ channel လေး subscribe မရတဲ့ channel လေးကို subscribe နေပြီးတော့ခဏလေးစောင့်နေနော်လူကြီးစုံပြီးဆိုတာနဲ့စုံပြီးများပြီဆိုတာနဲ့တော့တခါတည်းပြပြီးသွားမယ်အဲ့တော့မနေ့က69ဆိုင်နဲ့ပေါက်ချင်ပါဆိုတဲ့အမျိုးတွေတခါတည်းဝင်လာခဲ့မယ်ဗျာနော်ကြဲအဲ့တော့လမ်းမလေးတန်းစီနေပြီမယ်ကြည့်နေတဲ့ရောက်ရှင်းစီတိုင်းအားလုံးပဲ နော်ကြည့်နေတဲ့တယောက်ချင်းစီတိုင်းအားလုံးပဲလက်မလေးတွေတန်းစီနေပြီမဲ့ channel လေး subscribe နေရသေးရင် channel လေးကို subscribe နေသွားပြီမဲ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကမနီးကတော့ကောက်ဆက်ကွန်ဆိုင်နေကဒီကောင်ကဘလို့လာထားလဲဆိုတော့နော်အဲ့တော့ဒီဘက်ပေါ့နော်ဒီဘက်ကျွန်တော်မျိုးတွေအားလုံးပဲကျွန်တော်ဒီဘက်မှာဇာတုံးမွေးကြီးတွေမထုတ်ပေးရသေးဘူးနောက်တစ်ခွကျတော့ဟိုနေပါဇာတုံးမွေးကြီးတွေအခါတိုင်းတော့ဇာတုံးမွေးကြီးတွေဇာတုံးပတ်တိတွေဒီဘက်မှာတော့ကျွန်တော်မထုတ်ပေးတိုင်းသေးဘူးပေါ့နော်အဲ့တော့ မထုတ်ပေးနိုင်သေးဘူးဆိုတာကလည်းတစ်ဖက်မှာလည်းကျွန်တော်ဟိုနေပေါ့နော်ဟိုနေကျမကြီးကိစ္စလေးတွေရှိတယ်ကြောင့်ကျွန်တော်ကနေမကောင်းဖြစ်လိုက်အိမ်မှာကလေးတွေလေးရနေမကောင်းဖြစ်လိုက်နေဆိုတော့အာအဲ့လိုမျိုးရှိတာပေါ့အဲအဲ့ဒါကြောင့်မို့ကျွန်တော်မအားတော့အဲ့ဒါကြောင့်မို့ဒီဘက်မှာကျွန်တော်မထုတ်ပေးနိုင်တာပါအဲ့တော့ဒီဘက်ဘက်တော့ကအဲအခုပေါ့နော်အဲဒီကောင်တေတေရောကြီးဒီနေ့ရမနက်ဖြန်တပတ်ခါရပေါ့နော်300ဒေါ်တက်မှာ6195အပူပါခွေကျင်းတည်ပေါလာပါလိမ့်မယ် 6ရဲ့7ရဲ့9ရဲ့9ရဲ့6 7 9 5အပူပါကွေကျင်းစီပေါလာပါလိမ့်မယ်ဒီနေ့နဲ့မနက်ဖြန်မှာပို့ပြီးတော့အားကောင်းပါတယ်ဇာတို့ပတ်တိသမားတွေပတ်တိလိုက်ချင်ပါတယ်ဆိုဟူးမကျော်ပတ်တိနှစ်ပိုင်ပတ်တိပါနှစ်ပိုင်ပတ်တိပါဟူးမကျော်ပတ်တိကနှစ်ပိုင်ပတ်တိပါအဲ့တော့အားလုံးပဲကြိုက်တူရဆိုတဲ့မိတ်ဆွေလိုက်ချင်တယ်ဆိုရင်လိုက်လို့ရပါတယ်ဇာတို့ပတ်တိကနှစ်ပိုင်ပတ်တိဇာတို့မွေးဝေက6 7 9အပူပါခွေဟုတ်ပြီနော်ဒါကကျွန်တော်ကိုမတွေကိုဒါနော်အပတ်စဉ်ပတ်တိုင်းကျွန်တော်ထုတ်ပေးနေကြ မူလေးတွေပေါ့နော်ဇာတုံးမွေးကွေနဲ့ဇာတုံးပတ်သေးပေါ့နော်ကဲအဲ့တော့ကျွန်တော်မနေ့ကတော့69ကြားတဲ့မူကိုကျွန်တော်ပြပေးမယ်။ဘာကြောင့်ကြားလဲဘလို့ကြားလဲဆိုတာကိုပြပေးမယ်။ကဲလက်မလေးတန်းစီနေမယ် channel လေး subscribe နေရတဲ့ channel လေးကို subscribe နေသွားပေးမယ်ဗျာနော်။အဲ့တော့ဒီကောင်ဘလို့ကြားလဲဆိုတော့တီရှစ်ရှစ်ဒီသုံးလုံးပေါင်းချင်းကခွန်တီရှစ်ရှစ်ဒီသုံးလုံးပေါင်းချင်းခွန်ဟုတ်တယ်။တီရဲ့ရှစ်ရဲ့ရှစ်ဒီသုံးလုံးပေါင်းချင်းခွန်3ည5နှစ်ဒီသုံးလုံးပေါင်းချင်းခွန်လို့ရိုက်ထားတယ်။ ဒီသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးပေါင်းချင်းခွန်လို့ရိုက်ထားတယ်အဲ့တော့ငါးနာဝေးနော်ကြားပြီနော်ရှစ်ရှစ်ငါဒီသုံးလုံးပေါင်းချင်းငါတက်ရှစ်ရှစ်ငါဒီသုံးလုံးပေါင်းချင်းတက်ဒီသုံးလုံးပေါင်းချင်းကိုရှစ်တုံညာသုံးဒီသုံးလုံးပေါင်းချင်းကတက်ဆိုပြီးတော့တုံညာနောက်ဝေးရိုက်ထားတယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဟုတ်ပြီနော်ရှစ်ရှစ်ငါဒီသုံးလုံးပေါင်းချင်းတက်ကိုတုံချင်းရှစ်တုံညာတော့ဒီသုံးလုံးပေါင်းချင်းတက်ဆိုတုံညာနောက်ဝေးရိုက်ထားတယ်နောက်တစ်ဝဲမှာ နှင်းငါခွန်ဒီသုံးလုံးပေါင်းခြင်းက၄နှင်းငါခွန်ဒီသုံးလုံးပေါင်းခြင်း၄ကို၄ခွန်၃ဒီသုံးလုံးပေါင်းခြင်း၄ဆိုပြီးခွန်နောက်ပိတ်ရိုက်ထားတယ်။ဟုတ်ပြီနော်၄ခွန်၃ဒီသုံးလုံးပေါင်းခြင်း၄ဆိုပြီးခွန်နောက်ပိတ်ထည့်ရိုက်ထားတယ်။ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်တို့အခုလာမယ့်ခွဲမှာဆိုရင်၃ခွန်၃ဒီသုံးလုံးပေါင်းခြင်းက၃ရဲ့ခွန်ရဲ့၃ရဲ့ဒီသုံးလုံးပေါင်းခြင်းက၃ကိုဟောဒီသုံးလုံးပေါင်းခြင်း၃လို့ဖြစ်ရမယ်ဆိုကျွန်တော်တို့ဘာနောက်ပိတ်ထည့်ပြီးရမလဲ။အားလုံးပဲတီးတဲ့မိတ်ဆွေအကူမတွေအားလုံးပဲ နော်တယောက်တစ်ချက်စီမှန်သွားပြီပါဒီရှိရှိဒီသုံးလုံးပေါင်းချင်းခွန်ကို၃ည၅နဲ့ဒီသုံးလုံးပေါင်းချင်းခွန်လို့ဖြုတ်တယ်။ရှိရှိ၅ဒီသုံးလုံးပေါင်းချင်း၁ကို၈၃ည၃ဒီသုံးလုံးပေါင်းချင်း၁လို့ဖြုတ်တယ်။နှင်း၅ခွန်ဒီသုံးလုံးပေါင်းချင်း၄ကို၄ခွန်၃ဒီသုံးလုံးပေါင်းချင်း၄လို့ဖြုတ်တယ်။၃ခွန်